မင်္ဂလာညနေခင်းပါရှင်အလဲဝဲရုတ်တန့်ရဲ့ညနေခင်းသတင်းဒါရိုက်ထုတ်လွှင့်မှုကိုစတင်ပေးပါရမယ်။ရွှေကုတ်ကုန်နယ်မြေအတွင်းကြားဖြတ်လုပ်ငန်းများရှင်းလင်းခဲ့ရာနေ့ရက်အတွင်းနိုင်ငံခြားသား265ဦးနဲ့ဆက်ဆက်ပစ္စည်းများဖမ်းမိဆိုတဲ့သတင်းအပါအဝင်ဝေါ်မြို့နယ်ညောင်ခါရှိကျေးရွာအနီးတွင်ကျပ်9ဘီလီယံကျော်တန်ဖိုးရှိစိတ်ကြွစီးပြား၅တန်းဖမ်းမိဆိုတဲ့သတင်း အိန္ဒိယနည်းပညာနှင့်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ဖြင့်နည်းပညာဆိုင်ရာအကူအညီများမြန်မာအိန္ဒိယဆွေးနွေးဆိုတဲ့သတင်းအခုတစ်ပတ်ရှင်ပြိုင်မဲ့ပြည်သက်လီကူးပွဲမှာ မိုနာကိုအသင်းအတွက်ပော့ပေါက်ပွဲဥထွက်ဖွယ်ရှိဆိုတဲ့သတင်းစားတဲ့သတင်းလေးကိုတင်ဆက်ပေးသွားမှာပါဦးစောသတင်းနေနဲ့ ရွှေကုတ်ကုလင်းမြေအတွင်းကြားဖြတ်လုပ်ငန်းရှင်များရှင်းလင်းခဲ့ရာနှစ်ရက်အတွင်းနိုင်ငံသား265ဦးနှင့်ဆက်ဆက်ပစ္စည်းများဖမ်းမိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရွှေကုတ်ကုလင်းမြေအတွင်းကြားဖြတ်လုပ်ငန်းများရှင်းလင်းခဲ့ရာနှစ်ရက်အတွင်းနိုင်ငံသား265ဦးနှင့်ဆက်ဆက်ပစ္စည်းတွေဖမ်းမိခဲ့တယ်လို့သိရပါဗျ။ရွှေကုတ်ကုန်းမြေအတွင်းပူပေါင်းစစ်စင်ရေးအဖွဲ့တွေကနိုဝင်ဘာ16ရက်ကစပြီးဝင်ရောက်ရှင်းလင်းခဲ့ရအောင် နိုဝင်ဘာ19ရက်ညနေ6နာရီအထိခွင့်ပြုချက်မရှိဘဲဆောက်လုပ်ထားတဲ့အဆောက်အဦ73လုံးတွင်းကနေမြန်မာနိုင်ငံတွင်းကိုတရားမဝင်ဝင်ရောက်နေထိုင်လျက်ရှိတဲ့တရုတ်နိုင်ငံသား184ဦး၊မလေးရှားနိုင်ငံသား3ဦး၊ဖိလစ်ပိုင်နိုင်ငံသား14ဦး၊နေပေါ်နိုင်ငံသား2ဦး၊ထိုင်းနိုင်ငံသား6ဦး၊ဗီယက်နမ်နိုင်ငံသား9ဦး၊နိုင်ဂျီးရီးယားနိုင်ငံသား1ဦး၊အင်ဒိုနီးရှားနိုင်ငံသား48ဦး၊စုစုပေါင်း265ဦးနဲ့ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွေကျုံ့လွန်ရမှာအသုံးပြုတဲ့ကွန်ပျူတာ2339လုံး၊မိုဘိုင်းဖုန်း2950နဲ့လုပ်ငန်းသုံးပစ္စည်းအများပြားကိုစစ်စစ်တွေ့ရှိဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။အဲ့ဒီဖမ်းမိမှုတွေအပါအဝင်ရွှေကုတ်ကိုနေမြေအတွင်းစုစုပေါင်းဖော်ထုတ်ရှင်းလင်းမှုတွေအရမြန်မာနိုင်ငံအတွင်းတရားမဝင်ဝင်ရောက်နေထိုင်လျက်ရှိတဲ့စစ်စစ်နိုင်ငံသားသား631ဦးနဲ့အွန်လိုင်းလိမ်လည်လောင်းကစားမှုကျုံ့လွန်ရမှာအသုံးပြုတဲ့ကွန်ပျူတာ2653လုံး၊မိုဘိုင်းဖုန်း 19650လုံးနဲ့လုပ်ငန်းသုံးပစ္စည်းအများပြားကိုစစ်စစ်တွေးရှိဖမ်းဆီးရရှိခဲ့ပြီးဖော်ထုတ်ရှင်းလင်းခြင်းတွေကိုဆက်လက်ဆောင်ရွက်လျက်ရှိရလို့သိရပါတယ်။ဖော်ထုတ်ထိန်သိမ်းနိုင်ခဲ့တဲ့ပြည်ပနိုင်ငံသားတွေကိုမြောက်ရီမြို့နယ်ပိုလဲပူကျေးရွာအုပ်စုရွှေကုတ်ကိုမြိုင်ကျေးရွာအတွင်လုံထင်းဝင်းမှရှိတဲ့အဆောက်အဦးမှထိန်သိမ်းထားရှိပြီးတရားမဝင်ပြည်ပနိုင်ငံသားစစ်စစ်အဖွဲ့ကစစ်ဆေးခဲ့ရာပြည်ပနိုင်ငံသား200ကိုစစ်ဆေးနိုင်ခဲ့ပြီးသက်ဆိုင်ရာနိုင်ငံတွေကိုအမြဲဆုံးပြန်လည်လွှဲပြောင်းပေးနိုင်မှုအတွက် ဌာနဆိုင်ရာဘိုးဘအဖွဲ့တွေရဲ့လိုအပ်တဲ့ကိုယ်ရေးချက်လက်တွေနဲ့မှတ်တမ်းတွေစီရင်ကောက်ယူခြင်းလုပ်ငန်းတွေဆောင်ရွက်နေရလို့သိရပါဗျ။ဒါအပြင်မြရီမဲထော်တလေ KK Park နေမြေအတွင်းအွန်လိုင်းလေလေလောင်းကစားမှုတွေကျွလွန်ရမှာအသုံးပြုလျက်ရှိတဲ့အဆောက်အဦ635လုံးရှိတဲ့အနက်190ကိုဖြိုချဖျက်ဆီးပြီးစီးပြီဖြစ်ကြောင်းနဲ့ကြန့်ရှိနေတဲ့အဆောက်အဦ465လုံးကိုဆက်လက်ဖြိုချဖျက်ဆီးလျက်ရှိတယ်လို့သိရပါဗျ။ဆက်လက်ပြီး ဘောမြွနဲ့ညောင်ခါရှိကြေးရွာအနီးတွင်ကြက်ခွနစ်ပီလီယံကျော်တန်မိုးရှိစိတ်ကြွဆေးပြားငါးတန်းဖမ်းမိဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ပဲခူရိုက်ဒေတာကြီးဘောမြွနဲ့ညောင်ခါရှိကြေးရွာအနီးမှာကြက်ခွနစ်ပီလီယံကျော်တန်မိုးရှိစိတ်ကြွဆေးပြားငါးတန်းဖမ်းဆီးရမိခဲ့ကြောင်းသိပါပါတယ်။ ပိုးပေါင်းဖွဲ့ဟာနိုဝင်ဘာ၈ရက်ည၁၇နာရီမှာဝေါ်မြို့နယ်မြောင်ခါရှိကျေးရွာအနီးမှာမိုင်းဆွေစုသူမောင်းနေလာတဲ့ Isuzu 6ဘိန်းမော်တော်ယာဉ်ကိုတရင်အရစစ်ဆေးရှာဖွေစဉ်ရေမောင်ကနေတမုံငွေကျပ်8.5ဘီလီယံတမိုးရှိတဲ့စိတ်ကြွအစီပြားငါသန်ဖန်းစီရမိခဲ့တယ်လို့သိရပါတယ်။၎င်းရဲ့ဖော်ထုတ်ချက်အရဖန်းစီရမိစိတ်ကြွအစီပြားတွေကိုမန္တလေးမြို့မှာနေထိုင်တဲ့ဖန်းစီဖို့ကျန်တဲ့မြန်မင်းဦးစုသူက မန္တလေးကနေဖမ်းအံကိုတင်ဆောင်ခိုင်းခဲ့တယ်လို့ဆိုထားပါတယ်။ဒါ့အပြင်ပြည်ဦးလွင်မြို့မှာနေထိုင်တဲ့ဖမ်းဆီးဖို့ကြံတဲ့အောင်မျိုးဝင်းဆိုသူကဖမ်းဆီးရမိတဲ့မော်တော်ယာဉ်ကိုမန္တလေးမြို့ဆွေရော်ကောင်းဝင်းအနီးကိုလာရောက်ပို့ဆောင်ခဲ့ကြောင်းလဲစစ်ဆေးပေါ်ပေါက်ထားတယ်လို့သိရပါတယ်။ဖမ်းဆီးရမိခဲ့တဲ့မူရစ်ဇေဝရီနဲ့ဆက်ဆက်သူတွေကိုဖော်ထုတ်နေစေလို့သိရပါတယ်လို့ လုံခြုံရေးတပ်ဖွဲ့နဲ့နေဆက်သူတို့ကပြောပါရယ်ဖြစ်စဉ်နဲ့ပတ်သက်ပြီး၎င်းတို့ကိုမူရစ်စေဝါနဲ့စိတ်ကိုပြောင်းလဲစေသောစေဝါများဆိုင်ရာဥပဒေအရအရေးယူထားရှိပြီးကွင်းဆက်ပြမှုကျွန်းလွန်သူတွေကိုဆက်လက်ဖော်ထုတ်လျက်ရှိကြောင်းသိရပါရယ်အခုနှစ်မန်လာအတွင်းကလည်းဘကိုးတိုင်းဒေသကြီးဝေါ်မြွနဲ့ညောင်ခါရှိကြေးရွာအနီးရေကုန်မော်လမြိုင်ကားလမ်းမှာ22ဘိန်တွဲကားကုန်တင်ရင်တစည်းပေါ်ကနေငွေကျပ်3.8ဘီလီယံတန်မိုးရှိတဲ့စိတ်ကြွရည်သွေးဆေးပြားတွေဖန်ဆီးရမိခဲ့သေးတာဖြစ်ပါရယ် အိန္ဒိယနေပညာနဲ့စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ဖြင့်နေပညာဆိုင်ရာအကူအညီများမြန်မာအိန္ဒိယဆွေးနွေးဆိုတဲ့သတင်းကိုဆက်လက်ပြီးတော့တင်ဆက်ပေးပါမယ်။အိန္ဒိယနေပညာနဲ့စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ်နဲ့နေပညာဆိုင်ရာအကူအညီတွေကိုမြန်မာအိန္ဒိယဆွေးနွေးခဲ့တယ်လို့သိရပါတယ်။မြန်မာနိုင်ငံရဲ့ပညာရေးဆိုင်ရာပိုးပေါင်းဆောင်ရွက်မှုမြင့်တင်ခြင်းအဖြစ်တန်အမတ်ကြီးနဲ့ပညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာချောချောစိန်တို့တွေ့ဆုံစဉ်အခုလိုဆွေးနွေးကြတာဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ပညာရေးဆိုင်ရာပိုးပေါင်းဆောင်ရွက်မှုမြင့်တင်ခြင်းအဖြစ်တန်အမတ်ကြီးနဲ့ပညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာချောချောစိန်တို့ဟာအိန္ဒိယနည်းပညာနဲ့စီးပွားရေးပိုးပေါင်းဆောင်ရွက်မှုအစီအစဉ်နဲ့ဒီပညာဆိုင်ရာအကွက်ကြီးတွေအင်္ဂလိပ်ဘာသာစကားသင်ကြားရေး Central Board of Secondary Education နဲ့ပူးပေါင်းဆောင်ရွက်ရေးပညာရေးဆိုင်ရာပြန်လည်ဖလှယ်မှုစရိတ်ကိစ္စရပ်တွေကိုနိုဝင်ဘာ18ရက်ကဆွေးနွေးခဲ့တယ်လို့သိရပါဗျ။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ အခုတစ်ပတ်ရှင်ပြိုင်မဲ့ပြည်သိလူကူပွဲမှာမိုနာကိုအသင်းအတွက်ပေါ့ပွားပွဲဥထွက်ဖွယ်ရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နမကျော်ပြင်သစ်ကွလဲကစားသမားပေါ့ပါဟာအခုတစ်ပတ်ရှင်ပြိုင်မဲ့ပြင်သစ်လီဂူပွဲမှာမိုနာကိုအသင်းအတွက်ပွဲဥထွက်ဖြစ်ရှင်ပြိုင်ကစားပွဲရှိနေကြောင်းသိရပါဗျ။ 32နှစ်အရွယ်ပေါ်ပါဟာ2016ခုနှစ်မှာဂျူဝင်တက်စ်ကနေမန်ယူကိုကမ္ဘာစံချိန်တင်ပြောင်းရွှေ့ခြင်းနဲ့ပြောင်းရွှေ့ခဲ့မှုသို့ဖြစ်ပြီးကမ္ဘာအကောင်ဆုံးကွင်းလှည့်ကစားသမားတဦးအဖြစ်လည်းညွှန်းဆိုခံခဲ့ရပူပါတယ်။ဒါပေမဲ့ဂျူဝင်တက်စ်အသင်းကိုတကြောပြန်ရောက်ရှိချိန်မှာတရားပြဿနာတွေနဲ့ရုန်းကန်ခဲ့ရသလိုတားမြစ်ဆေးပြဿနာနဲ့လည်းရင်ဆိုင်ခဲ့ရပြီးကာလရှည်ပွဲပယ်ပြစ်ဒဏ်ကြားခံခဲ့ရတာကြောင့်ကစားသမားဘဝအဆုံးသတ်လို့နေပါဖြစ်ခဲ့ရပါတယ်။ မိုနာကိုအသင်းကပြီးခဲ့တဲ့နေရာဒီမှာ2029ခုနှစ်အထိစာချုပ်ချုပ်ဆိုပြီးခေါ်ယူထားပေမဲ့လက်ရှိအချိန်အထိကစားခွင့်မရသေးတာကြောင့်ပေါ်ပါအနေနဲ့ပွဲကစားခွင့်မရတာ26လကြာမြင့်နေပြီဖြစ်တယ်လို့သိရပါဗျ။လက်ရှိအချိန်မှာတော့သူ့ရဲ့ကြံ့ခိုင်မှုကတိုးတက်ကောင်းမွန်လာပြီဖြစ်တာကြောင့် Rans အသင်းနဲ့အရှင်ပြိုင်မဲ့ပွဲမှာပါဝင်ကစားခွင့်ရဖွယ်ရှိတယ်လို့သိရပါဗျ။ လမ်းမရတဲ့ရဲ့နိုဝင်ဘာလ20ရက်နေ့ညနေခင်းသတင်းတွေကိုတိုက်ရိုက်ထုတ်လွှင့်ပေးခဲ့တာပါဆက်လက်ပြီးည7:00နာရီမှလည်းနောက်ဆုံးရသတင်းတွေကိုတိုက်ရိုက်ထုတ်လွှင့်ပေးသွားမှာပါအေဂျန်နဲ့ညနေခင်းလေးဖြစ်ကြပါသေးရှင်